ဟုတ်ပြီရောင်ကြီးတို့မေတ္တရိယမနက်ပြန်ဆိုရင်မြန်မာပြည်ကိုပြန်ပြီကျမ်းမာကြီးမကောင်းတဲ့ကြားထဲကနေပြီးတော့လာရတာဖြစ်တယ်ဒီကြတော့လဲသွားရောဂါတွေဖြစ်နာစီနောက်တလေးပါလည်းမညီမျှဆိုတော့ရောင်ကြီးတို့ထိထိရောက်တရားပြောပြဖို့အချိန်သေးမရတရားပြခြင်းပြန်တော့လဲကျွန်တော်ကမေတ္တရိယရှေ့နေတရားတွေပြီးတော့မေတ္တရိယလည်းစဉ်းမလာတော့ပုံမှန်ပဲနေကြတယ်အဲကြောင့်ယောဂီတို့မှာအခွင့်အကောင်းတစ်ခုပေါ်နေတော့လဲမယူတတ်ရင်တော့မရဘူးပေါ့ ဘုမေတော်ကြီးတို့ကိုသိကျင်တာတွေမေးယောက်ျားတွေကျင့်နေတဲ့ပုံကနေဖြစ်နေတဲ့စိတ်တွေဝေဒနာလိုက်ပုံတွေအဲ့ဒီမေးလိုက်ရင်တော့ဖြေပေးလိမ့်မယ်မမေးအမေးမရှိတော့မဖြေဘူးဒီနေ့ကနောက်နှုတ်ဆက်တဲ့ရက်ပဲနောက်ဆုံးရက်ပဲမနေ့ပြန်ဆိုရင်နေစွန်းစားပြီးပြန်ကြွရည်မြန်မာပြည်ကိုတလာခွဲလောက်အချိန်ရတော့လဲယောက်ျားတို့မှဘလောက်အကျိုးရှိသွားသလဲနော်ဟုတ်ပြီ အဲ့ဒါအခုတရားမထိုင်ခင်ရောရီတွေတိလို့တာတိကျင်တာတွေနောက်ဆုံးတရားမထိုင်ရရင်လည်းပဲဆွေးနွေးမှုနဲ့အချိန်ကိုင်ကိုမစီအကျိုးရှိတယ်ညံဖြစ်တယ်။ကျင့်တာကတော့ကျင့်ကြတာပဲ။ဘလောက်ကျင့်ကျင်နဲ့အတိမပါညံမပါရင်လဲတော့မခက်လဲသည်ခက်ဤတဲ့အကျင့်မခက်အတိခက်ဤတဲ့အဲအတိခက်နေတဲ့အတွက်ရောရီတွေညံမဖြစ်တာ။ကျင့်တော့ကျင့်ကြတာပဲအတိမပါရင်တရားဘလောက်ကျင့်ကျင်တရားမတွေ့ဘူးတဲ့။အဲအတိကပါလဲညံအဲ့ဒီညံကိုဆရာသမားတွေကဖွင့်ပေးမှာတိကျင်တာကိုမေးရင် ပြောရို့ကြင့်နေတဲ့ရှုွက်တွေဘောကနေပိတ်ဆို့နေတဲ့အသည့်တွေမှားရင်းနေတဲ့အသည့်တွေကိုမေးတဲ့ဘောကနေဖြေလိုက်ရင်ပွင့်သွားရောအဲ့ဒါအဲ့အသည့်အဲ့အသည့်တလုံးမှန်သွားရင်ဉာဏ်ဖြစ်ပြီးအဲ့ဒီဉာဏ်ကဝိပဿနာပဲအဲ့ဒါကြောင့်ယောဂီတို့သိလို့တာတွေမေးရတယောက်ချင်းမေးလို့ရတယ်မေးနှမဆိုလို့ရှိရင်ရောရအောင်နေတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ဣရိယာပုပ္ပမာတွေဖြစ်တာတွေကိုမေးရင်ဖြေပေးလိမ့်မယ်ဆွေးနွေးမှုကတခါမှမလုပ်ဘူး ကွက်ကြားကွက်ကြားပဲမေးကြတာဖြစ်တယ်။တယောက်ချင်းတယောက်ချင်းမေးသွားခံစားချက်တွေတယောက်ချင်းစတယောက်ချင်းစတယောက်ချင်းစမယ်။လာဒီဘက်ကိုပေးမသူ့မြေကိုပေးပါ။ဘာဖြစ်ဖြစ်ဒါမေတော်ကြီးတွေကဒီနေ့နှုတ်ဆက်ရပဲ။နောက်ဒီနေ့တာရဲ့နေရီးယားပဲ။အဲအတိတ်ပဲကောင်းအတိတ်ထန်ထားပြီးတော့မေးကြပါ။ ဟိုဆရာပြောသလိုဟိုတိခဏနိုင်တဲ့အဆင့်ကိုတော့ရပါတယ်ခင်ဗျာဒါမင်းလက်ငြင်းချမ်းပြီးတော့ဟောအားလုံးညသွားတဲ့ဟာမျိုးပေါ့နော်ဟိုအဲ့ဒါကိုတော့မရပါဘူးဗျာအချင်းချာချာထိုင်လာတဲ့အခါမှာဟိုတို့လောဘဒေါသတွေချုပ်တဲ့ဟာမျိုးပေါ့နော်ဟောစိတ်ထဲမှာမနာဘူးကွာဝေနာတော့နာနေတာပဲဒါပဲစိတ်ထဲမှာတော့ ခံနိုင်နေတယ်ပေါ့အဲ့ဒါလေးတော့ရပါတယ်ဗျာအဲတပည့်တော်ရဲ့ရှာဖွေနေတဲ့ဤလမှန်ငါဆိုတာလေးပြောပြပါခင်ဗျာမှန်ပါတယ်ဘာဖြစ်လဲဆိုတော့ယုံနာပြီနဲ့စိတ်မနာတော့ဘူးဆိုတဲ့အခါကျတော့ဥပါဒနာခန္ဓာလွတ်တဲ့စိတ်ကလေးပေါ့ဟမ်ချုပ်တဲ့စိတ်ကလေးဒီယောဝေဒနာဆိုတာကတော့သိမှပဲကုန်မှာပဲနော်အဲနာဝေဒနာပေါ့နာဝေဒနာဆိုတာငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ငါခန္ဓာပေါ့ ငါဆွဲနေတဲ့ရုပ်ပေါ်မှာဆွဲနေတဲ့နာပေါ့အမှုမအမှတ်မှာပေါ့အဲဒီဥပါဒဏ်နဲ့ခန္ဓာလွတ်သွားတယ်ဆိုတာဒိဋ္ဌိပြုတ်သွားတာပဲဘယ်တော့ဖောက်ပြန်နေဖောက်ပြန်နေဝေဒနာခန္ဓာဆရာတော်ဘုရားကြီးပြောသလိုခံစားပြီးသူပြတ်သွားတဲ့သဘောပဲလို့စောစောတော့လည်းဆရာတော်ဘုရားကြီးအမိန့်ရှိတယ်လေဒါသောတာပန်တရားထင်ညာသဘောနဲ့ရုပ်ဝေဒနာပေါ်မှာဒါလွတ်မြောက်တဲ့စိတ်ကလေးပဲဘုဒ္ဓကာကြီးလျှောက်တဲ့အတိုင်းဟာဖောက်ပြန်တဲ့ဝေဒနာတွေကတော့သေမှပဲကုန်မှာပဲဒါ ဲ့ဒီပေါ်မှာယူမမှမှဖြစ်နေတဲ့ဥပါဒဏ်ရဲ့ခန္ဓာလွတ်သွားတဲ့စိတ်ကလေးရငြိမ်းချမ်းတဲ့စိတ်ကလေးပဲမငြိမ်းချမ်းဘူးလားတကကြီးအေးရပါတယ်ဗျအေးလေအဲ့ဒါလွတ်မြောက်တာပဲပေါ့အဲ့ဒီလွတ်မြောက်တဲ့စိတ်ကလေးဖြစ်သွားတဲ့ခါကျတော့နာသီပြအနေနဲ့တမာရီကိုထူတော့သာတောတပံအတိပြင်းသရကံအတိအစဉ်ပြီးပြီးသင်းပေါ့တောတပံအတိအနေနဲ့သရကံအစီရတော့ပါလေရုပ်ပြက်ကိုရှိရမှာပေါ့တဏှာနော် နံပြက်ကိုပြီးသွားရင်နံပေါ်မှာစိတ်ဓာတ်သင်္ခါရတွေချုပ်သွားပြီးငါးဆွဲပြုတ်သွားပြီးအဲ့တော့တဏှာဆွဲတော့ရှိသေးတာပေါ့ဒုက္ခဝေဒနာပေါ့မှာအဲ့ဒီတဏှာဆွဲကိုတော့အပြည့်နဲ့ရှိရမှာခဏစိတ်ကို အထင်ညာအမြင်ညာနဲ့ရှိရမှာအဲ့ဒါမှစိတ်ကကြည်လင်ပြီးတော့လာလွတ်မြောက်တဲ့တမာရီအားကောင်းလာလို့ဆိုရှင်အမြင်ညာကြီးနဲ့အနာကအဆင့်ထိအောင်ပေါ့အဲညဟန္တာကြတော့၃ညပေါ့ ဖြစ်ပျက်တွေကုံဆုံးသွားတာဥပတိပင်ဆိုတာဖြစ်ပျက်တွေမရှိတော့ဘူးပေါ့ဟုတ်လားဒါတော့ဖြစ်ပျက်တွေကုံဆုံးအောင်ရှုရမှာပါပဲဒါမဲ့လေးစင်အနေထားနဲ့ဆိုလို့ရှိရင်ကိုယ်စိတ်ကလေးတစ်စင်ပြီးတစ်စင်တက်သွားနိုင်မှုပါပဲမောင်မြောက်ပါတယ်တာလူခေါ်ပါတယ်တခါကြီးမြင်တာမှန်ပါတယ်နောက်ဘူးသိကျင်နေတယ်ဘယ်တော့ပြန်တပြည့်တော့ကကုမစပြီးတော့ဝိပဿနာတရားကိုအားထုတ်နေပါတယ် ဒါကြောင့်မို့ခုလောလောဆယ်တော့မေးစရာမရှိသေးပါဘူးခင်ဗျာခုမှစ조사အထောက်ဆဲရှိတော့မှရှိပါတယ်ခင်ဗျာအေးပါဒီခါကြီးကတော့ခုမှစကျင်နေဆိုတော့စ조사ပါနော်ဟိုနေ့ကတော့ဆရာလေးတို့ပြောပြတာပဲတခါတော့လို့ပေါ့ခုကဒီခါကြီးလျှောက်သွားတယ်လို့ဒီခါကြီးနာမည်တော့သိဘူးအေးသူလွတ်မြောက်တဲ့စိတ်ကလေးဒီဘွားရတာအတူတူပဲသူလည်းယုံနေတဲ့ခန္ဓာ၅ပါးပဲကိုယ်လည်းယုံနေတဲ့ခန္ဓာ၅ပါးဒါစိတ်ကလေးတွေပြောင်းလာပါပဲဖိတ်လောက်ပါပဲတရားဆိုတာ အဲ့ဒီဘဝနဲ့သူလိုပဲငြိမ်းချမ်းအောင်လွတ်မြောက်အောင်တကယ်ရှိတဲ့တရားတကယ်ငြိမ်းချမ်းတဲ့တရားပါလားသူတို့တောင်လွတ်မြောက်နိုင်တယ်ဆိုငါငါဆွမ်းနေသေးတာငါဆိုတဲ့တက္ကရာဒိဋ္ဌိဖြုတ်ဖို့ပါပဲသိက္ခာနည်းကြရင်ဒီစိတ်ကနေပြီးတော့တဏ္ဍာကိုလည်နေကြတာပဲဟုတ်လားဆင်းရဲမှုမသေးခင်လည်းဒီဥပါဒဏ်နဲ့ခန္ဓာဆင်းရဲပါတယ်တကယ်ဒီကဥပါဒဏ်ခန္ဓာလွတ်သွားရင်ငြိမ်းအေးပါတယ်ဒိဋ္ဌိပြုတ်သွားရင်လေအဲ့တော့ဆက်လက်ပြီးတော့ကြိုးစားပါလို့ဆရာလေးကတိုက်တွန်းပါတယ်နော် တပည့်တော်ကဆရာရှင်းပြလိုက်နေမယ်တော့ဒီနေ့ညရှင်းပြလိုက်နေတော့တော်တော်များများတော့သိနေပါပြီအစကဒီနိုင်တဲ့မှာလည်း line တော့ line နေမှာနော်ဝေဒနာလိခံတဲ့စိတ်နဲ့အဲတရားလေးတင်ပြဆက်ပြီးတော့ကြိုးစားမလို့ဒီနှစ်နိုင်တဲ့ပူပြီးတော့ထိုင်နာတော့ဘလို့စိတ်သက်နေမြင်ဝေးကြီးကနှစ်နိုင်ထိုင်နေရပြီခလားနှစ်နိုင်ရတော့ထိုင်နေအောင်နော်ဒီတဲ့နှစ်နိုင်ကြီးတဲ့လူကဖြုတ်ချင်တဲ့စိတ်ကဖြစ်ပေါ်သွားတာပေါ့နော် ဟုတ်ဟာဒီနဲ့ဒီနဲ့ပို့သွားလို့ရှိလို့ရှိရင်တော့ဖြုတ်ချင်လာတာပဲဒီနှစ်နာရီနဲ့နေတူတဲ့စိတ်ကဖြုတ်ချင်တဲ့စိတ်အဲဖြုတ်ချင်တဲ့စိတ်ပေါ့ဆက်ပြီးတော့တရားဒါလည်းတမာရီပါပဲစိတ်ပဲနော်အဲ့ဒီမှာကိုယ်ကစိတ်ကဒီပေါ်ရသွားပြီဆိုဥပါဒဏ်နဲ့ခန္ဓာဒိဋ္ဌိပြုတ်သွားပြီကိုယ်ကတမတ်ချက်ဆိုတာဥပါဒဏ်စိတ်ကလေးပဲအမှန်တော့ပရမတ်ထဆိုတဲ့ဘောကတမတ်ချက်မရှိဘူးနော်ဒါအခုကလူသူ့ကသူတရားနေပြီးတော့အာယုံကကိုယ်ကတထာပေါ့တတ္တာဆိုတာယုံကြည်မှုဆိုတာနဲ့ ီကတထိုင်တထိုင်မှာအသေးကိုဆွန့်လာပဲဒေဂန်ကြီးဇောပေါ့ဒေဂန်ကြီးစိတ်ပေါ့ဒါကိုကြည့်တာပဲရုပ်ကိုရှုလိုက်နာမ်ကိုရှုလိုက်ရုပ်ပြက်ရှုလိုက်နာမ်ပြက်ရှုလိုက်ပေါ့ဆရာပြောပြောရင်စိတ်ဓာတ်သင်္ခါရတွေချုပ်ဖို့ပဲဥပါဒါနဲ့ခတ်တာအဲ့ဒီဘဝနေလွတ်မြောက်ဖို့ဆိုတဲ့အခါကျတော့သူကသူပေါ့ဥပါဒါမလွတ်သေးတယ်တော့နိုင်ပိုင်းမှာပဲဥပါဒါဖြစ်ပြီးတော့အဲ့ဒီလိုမျိုးပေါ့သွားနေတာတလှဲ့တယ်လို့ပဲရှင်းစင်နောက်ရှင်းစင်နောက်ရှင်းသူတတ်ချင်းတတ်ချင်းအနေပြီးတော့မိစ္ဆာအနေတမဟောရောက်သွားတာပါပဲဝေဒနာတင်ညာဟာပညာဖြစ်ရတာပါ အဲ့တော့တရားလေးတင်ပြီးရှင်းဆက်ပြီးကြိုးစားပါလို့ဆရာလေးကပြောပါတယ်နော်တင်ပါတယ်နိုင်တော့ပါတယ်ဒီရောတော့ဆရာလေးတို့ခန်းထဲမှာလည်းဒီမိကုံကတော့မေးခဲ့ပူပါတယ်ဟုတ်အဲ့မကူအများကြောက်မလို့ဆရာလေးဒီခန္ဓာမှာရှိနေတဲ့ငါးဇွဲကိုပြုတ်အောင်လို့ဘယ်လိုဖြုံမလဲဆိုတော့ဒီစီလေးတည်ကြပါ ဟောငါဆိုဘယ်လိုဖြုတ်မလဲဆိုတော့ငါမှမပိုင်တဲ့ခန္ဓာကြီးတခါကြီးရအခုတခါကြီးထိုင်နေတယ်သူတခါကြီးဘယ်လားရှိပြီလို့ဒီမှာဒီမှာနှစ်နှစ်ကျော်ပါအေးနှစ်နှစ်တောင်ကျော်နေပြီဒီသဘောမပေါက်သေးဘူးလားကျေပါဟမ်ငါဘယ်လိုဖြုတ်မလဲဆိုတော့ငါဆွဲနေတာဆရာတော်ဘုရားကြီးကလည်းပြောတယ်ဒီမှာဆရာကေတာဦးကလည်းပြောပြနေတယ်လေနားရည်တွေဝါပြီးတော့ဟုန်နေတဲ့တူတယ်ဟုတ်လားဟမ် အဲ့ဒါဟိုတင်ညာတိပညာတိဝိညာတိဆိုတဲ့ဆရာတော်ဘုရားကြီးအမိတ်ရှိတဲ့အတိသုံးမျိုးပေါ်မှာငါတင်ညာစိတ်ဖြစ်နေသလားဒီဥပါဒံစိတ်ကအခုတိတူမလွတ်သေးဘူးလားဒါဆုံးမမှာကိုယ့်ကိုဆုံးမနေရမှာလေဒါတော့ကိုယ်ကလွတ်ဘူးတဲ့တည်ငါလွတ်ဘူးတာတော့ရှိုံမယ်ရှကာကြီးတို့အခုကပေါ့တဏှာကြီးကနေထိုင်တဏှာကြီးမဟုတ်သေးဘူးစပြီးတော့လူပိအနေနဲ့ငါထိုင်လာခဲ့တယ်ခွဆရာတော်ဘုရားကြီးအမိတ်ရှိတယ်မလားငါရင်မထားတဲ့သားလေးမွေးလာတဲ့ခါကျတော့တရက်သား၂ရက်သား၃ရက်သား၄ရက်သားကိုသားလေးရဲ့စိတ်ဓာတ်ကိုကိုသိလာတယ်လို့ မွေးမြူလာတဲ့ဇာယာဆိုတဲ့သေခြင်းထိအောင်ပေါ့ဟုတ်လားပူခြင်းနာခြင်းထိအောင်အဲ့တော့ဒီခန္ဓာကြီးအစင်မှာဥမာစက္ကန့်မှန်းရနေနိုင်နိုင်ရနေပြီးတော့သနိုင်သုံးနိုင်ဒီတခါကြီးတို့ထိုင်နေဇာယာလေးမြင်နေတာပဲအဲ့တော့ဘယ်စိတ်နဲ့ပဲတတ်နေတယ်ဒီစိတ်ကိုဝိဒနာပေါ်မှာပဲစိုက်ပြီးတော့လိုက်နေတယ်အင်းစိုက်လိုက်နေတာဘာလဲငါအတိနဲ့လိုက်တာလားသူသဘောနဲ့လိုက်နေတာလားဝေဒနာခန္ဓာခံစားပြီးပြတ်သွားတဲ့သဘောနဲ့လိုက်တာလားအတ္တနဲ့လိုက်တာလားအနတ္တနဲ့လိုက်တာလားဟမ် အတ္တအတိလားအနတ္တအတိလားအတ္တအတိပဲရှိပါသေးတယ်ဟာအတ္တအတိနဲ့ပဲသွားနေသေးတာလားဟုတ်ပါဩအဲဒါပြီးလဲလို့လက်သိတော့ခိုင်မဟုတ်လားဒီအတ္တဆိုတဲ့သဘောတရားမဟုတ်ပါလားမမြဲပါလားသူကအနတ္တပဲငါရငါပိုင်လားဒီအတ္တဆွဲနေလို့အခုတိတိဆွဲနေလို့ငါပိုင်လားအဲ့ဒါခန္ဓာပြနေတတ်တယ်ပေါ်ပြနေတဲ့ဓာတ်ဒီမှာဖောက်ပြနေတဲ့ဓာတ်ဒီမှာမဖောက်ပြနေဆိုလို့ရကြလားဟမ်ပတောင်းလှဲပါနဲ့မအိုပါနဲ့မနာပါနဲ့အခုဟိုစိတ်ဟို ခန္ဓာ၅ပါးရလာတဲ့ဇာတိကနေပြီးအခုဒီရွယ်ထိအောင်ဖြစ်လာတာငါပိုင်လို့လားပိုင်ပါဘူးငါသဘောလားသူသဘောလားသူသဘောအေးသူသဘောကိုငါသဘောလို့လို့ရမလားမရပါဘူးအေးအဲ့ဒါအနတ္တသဘောကိုဆိုင်အောင်ယူရမှာလေသဘာဝကိုမြင်အောင်ယူခိုင်းတာပဲအမှန်တော့အမိဝေးကမွေးလာတဲ့သဘာဝတစ္ဆာကိုမမြင်ကြလို့အမှန်အရှိအရှိတိုင်းမြင်ဖို့ကျင့်တာပါဒီတရားကလေငါမပိုင်ငါမဆိုင်ဆရာလေးတို့လည်းဒီလိုပဲတည်လာခဲ့တာအတိအကျ အမမပိုင်တဲ့ခန္ဓာကြီးရုပ်တရားတွေအစဉ်ဥပဒိနာမသင်္ခါရပြောင်းလဲပေါက်ပြန်နေတယ်။နင်္ဂါလည်းပြောင်းလဲပြီးညွန့်တယ်ဓမ္မသဘောတွေပဲ။သာမညာလက္ခဏာကိုမြင်အောင်ရှုခိုင်းတာပရမတ္ထသဘော။ဆရာလေးတို့တရားကြီးတွေကဘာမြင်လဲဆိုမအိမ်မွေးတဲ့အတိမြင်လာတဲ့ကငါသည့်ငါပိုင်တဲ့ငါထင်တယ်လို့ငါပိုင်တဲ့ငါဆိုင်တယ်လို့ထင်လာတဲ့ဒီအိုနာသေးရယူလေ။တဏှာစကန်ကြီးတယ်ဒိဋ္ဌိယူမမမဆွဲလန်းနေတယ်။အဲဒိဋ္ဌိနဲ့တဏှာကိုပယ်တာပဲလေ။မှောက်လား။ ုရားရှင်ကလည်းလောဘဒေါသဒီဘဝကနေဖြစ်တယ်လေအဲ့တော့လောဘဒေါသဒီစိတ်တွေကိုပယ်ဖို့ပဲအကြောင်းသမှုကြကြောင်းအကျိုးယုံနံခန္ဓာ၅ပါးရလာတဲ့ဒုက္ခအရာမအိုပါနဲ့မနာပါနဲ့မသိပါနဲ့လို့တားမြစ်လို့ရလားအေးမရတဲ့ခန္ဓာကြီးကိုဘာဆွဲကြရလို့လဲတခါကြီးရဲ့တကယ်အမှန်တရားကိုရှိရှိရှိတိုင်းမြင်သွားပြီဆိုရင်ဒီအကြောင်းသမှုကြပင်အကျိုးယုံနံဒုက္ခချုပ်ငိမ့်တာပဲလေဟုတ်တယ်ဟုတ်လားအေးအဲ့ဒီဒုက္ခတွေကဘာကြောင့်ရလာဆိုဒီတဏှာကြောင့်ပဲဇာတိကဘယ်ကလာတာလဲတဏှာကလာတာပဲဟုတ်တယ်မလား ဒီဇာတိဒီတဏှာဖြစ်လို့ဒီခန္ဓာငါးပါးဒုက္ခတွေနဲ့သံသရာဆက်မှာလင်းနေကြတာပဲအဲဒါမှအဝိဇ္ဇာဖြစ်စရာသင်္ခါရဆိုဒီအဝိဇ္ဇာကြောင့်မိစ္ဆာအယူမအမှန်မှန်နဲ့တန်ရမှာ အပယ်လေးပုံကနေလူတွေလဲလာခဲ့ကြတာများပြီသံသရာရှိခဲ့ပြီဆင်းရဲနေတဲ့အဲ့အတ္တဒိဋ္ဌိကြောင့်ဒီအတ္တဒိဋ္ဌိဒီတဏှာပယ်လိုက်လို့ရှိရင်ဒီကြောင့်သမှုရပဲအကျိုးယုံနဲ့ချုပ်သွားချမ်းသာတာပဲတခါကြီးရဲ့တရားဘာမှရှိလဲခန္ဓာမှာပဲရှိတယ်ဟုတ်တယ်လား ဒီခဏမှာပဲတရားပြနေတာပဲအဲ့ဒါချမ်းသာတရားဘယ်ခါမှတွေ့တယ်လဲအမားမမရှိပါဘူးတကယ်ဆက်အစိမ်းမှပစ္စုပန်ယုံနံဘောကတမလို့လညှိုးမထုတ်ဘူးခုပစ္စုပန်နဲ့တဏှာဤထိုင်တဏှာဤရဲ့ဒုက္ခတဏှာဤထိုင်တဏှာဤဒုက္ခအဲ့ဒါမလားဘယ်လောက်ပဲထိုင်တိုင်းအဲ့ဒီကဖောက်ပြန်နေတဲ့ခန္ဓာကြီးကိုယ်ကဗဟိတမှာမိစ္ဆာတမားကြီးအာကောင်းနေတော့ခန္ဓာရဲ့ဇရာရဲ့ဖောက်ပြန်မှုသဘောတွေကိုမသိလောဘတဏှာကိလေသာအနေနဲ့တန်ត្រာရှည်ခဲ့ပြီလေ အဲ့တော့ဒီလောဘတဏ္ဍကိလေသာလောဘဒေါသတွေဖះရှင်ရတယ်ပယ်ကတ်ခိုင်းတာဒါပဲငြိမ့်အေးတာဒီလောဘဒေါသမရှိဘူးဆိုရင်ငြိမ့်အေးတာငါဆွဲပြုတ်ရင်ဒါပဲလို့လို့ငါဆွဲမပြုတ်ရင်တော့ဒုက္ခဆင်းရဲအောင်မှာတန်ခါရှည်အောင်မှာပဲဟုတ်တော့လားအဲ့တော့ငါဆိုတဲ့တရားမရှိဘူးအနတ္တသူတဘောရုပ်ရုပ်တဘာဝနာမ်တဘာဝသစ္စာတရားကိုမြင်အောင်ပရမတ္ထတဘောဆိုက်ရအောင်ရှိဖို့ပဲအဲ့တော့မရှိတဲ့တရားကိုဘာဆွဲရလို့လဲဘာနှစ်သက်ရလို့လဲအမှန်တော့အတ္တဆွဲနေလို့ ငါဆိုတဲ့တရားကြောင့်ခံစားနေရတာဆင်းရဲနေတာငါမရှိဘူးဆိုရင်ငါမခံရတော့ပါဘူး။ဒါငါပြုတ်အောင်ကြိုးစားပါဟုတ်လား။တင်ပါ။ဒီဆက်ကြိုးစားပါလို့ဆရာလေးကတိုက်တွန်းပါတယ်။ဆရာလေးလည်းဒီလိုပဲဒီဒုက္ခဘဝကနေနေရတာသိလာရတာပဲ။ဘုရားတခါကြီးပြောလို့ယုံနာပြီနဲ့စိတ်မနာတော့ဘူးဆိုတော့အဲ့ဒါဥပါဒဏ်နဲ့ခန္ဓာလွတ်သွားတာပဲ။နော်ဒိဋ္ဌိပြုတ်သွားတာပဲ။အတေကန်ဒီစိတ်နဲ့ဒီအဲ့လိုတည်ရမှာပဲ။ အဲ့ဒါမှလွတ်မြောက်မှာဒီလိုဆိုရင်ငါဆွဲနေတယ်ငါနာတာပဲငါခံစားနေရတာအဲ့လိုပြန်မှန်းသွန်းတယ်ပြီးတော့ငါအတိနဲ့ပဲဒီလိုပဲတဏှာနဲ့တော့တွန်းသွားတာပဲဒါပေမဲ့ဘာပဲဖြစ်ဖို့လေကြည့်နေမကြည့်တဲ့လူဆိုင်ရင်ကြည့်တဲ့လူကဆက်ပြားပြောသလိုပဲအပယ်လွတ်တာပဲဒီတရားကိုယုံကြည်နဲ့အားထုတ်တာတောင်းတပတ်တစ်ခုမရတာတောင်းမှသိရင်အပယ်တကားပိတ်တယ်ဆိုတော့ကြည့်နေတဲ့လူနဲ့ဒိဋ္ဌိပြုတော့ပို့ပြီးတော့အရိယနာတာကြီးဖြစ်ရတာပေါ့ဟုတ်လားမလားဒီဘက်နေဘုံစင်းနဲ့နိဗ္ဗာန်ကူးကြမှာပဲလေ အဲ့တော့တရားထားပြီးတော့ကြိုးစားပါလို့နှစ်သိက်ကလည်းခုညတာနှစ်သိက်တွေကူလို့ပေါ့မရှိမိပန်းနဲ့ပောက်ခွဲတယ်နှစ်သိက်ကူလာတယ်ဆိုတဲ့ကငါတို့ကသေမဲ့ဘက်ကိုသွားပြီဟာလားတနေ့တိုးသွားပြီနေဖို့လို့ဆုတ်ယုတ်သွားတာပဲသေမဲ့ဘက်ကိုနေလာကြတာပဲအဲ့တော့မမေ့မလျော့တတိတရားနဲ့ဖះရှင်ရတယ်အဲ့ဒါမမေ့လျော့ကြနဲ့ခြေစားခြေသမီးလို့ဆိုဒီတတိပါပဲအဲ့အတိမရှိလို့လည်းလဲနေကြတာဟာလား အဲ့တော့ဒါကိုငါဆွဲဖြုတ်ပြီးတော့တထိုင်နဲ့နဲ့တခါတည်းအယိုးကြီးကြီးခံသေကန်ကြီးကြီးပထာနဲ့တခါတည်းတိုက်ပြီးတော့တက်သွားဒါလွတ်မြောက်မှာပဲရမှာပဲဒီစိတ်အဲ့တော့အာမမာရာမပိလျော်ပဲသွားရင်လာရင်နေရင်ထိုင်ရင်စားရင်တောက်ရင်ဆရာလေးလည်းဒီလိုပဲလေဆရာတော်ဖရာပေါ့တတိပေါ့စွတ်သွားလို့ပေါ့ဖရာအထိုင်နေခွတ်တခါလေးတောက်လျှောက်ဟာညတော့လည်းအိပ်ပြောင်းနိုင်ဘူးလေဝေဒနာတွေတအားခံစားရတယ်သူတေစောတက်ကြီးလောင်ကျွမ်းလို့ပေါ့ညအိပ်မပြောင်းတရားထထိုင်နေတယ်ညပဒနာကြီးလည်းမိုးလင်းလာပါလားမသိဘူး ဒီအလေးလိုလည်းအဲ့လိုခံတာအဲ့ဒီဒုက္ခကြီးဆင်းရဲနောက်တစ်ခါဒီဒုက္ခကိုဒုက္ခသစ္စာဖရမြင်အောင်ကြည့်ဒီဒုက္ခဘောကအကြောင်းတမှုတရားတဏှာကြောင့်ဒီခန္ဓာဒုက္ခကြီးကလိုချင်သေးလားမလိုချင်တော့ပါဘူးဒီကောင်းမှာလိုချင်လို့ပြုလို့ပြုလို့ရရှိရရှိလို့ခံစားနေရမလိုချင်တော့ပါဘူးလို့ခေါင်းပေါင်းကိုကျင့်ခိုင်းတာပဲမလိုချင်ဇာတိမရပါဘူးလိုချင်လို့ပြုလို့လို့ရနေတာဟုတ်တယ်မလားအဲ့ဒီဘဝနေရှူရင်းမှတ်ခြင်းနဲ့ဝေဒနာနေသမာဓိသမာဓိဖြစ်ပြီးဟောပညာရလာတာဒါတာဝကညာနေရပြီးတော့ဒါလွတ်မြောက်ခြင်းနဲ့စိတ် ဝိမု ക്തി လွတ်မြောက်ခြင်းနဲ့စိတ်တွေပေါ်လာတာပဲဒီဒုက္ခကဒုက္ခကသစ္စာရတာအဲ့တော့လွတ်မြောက်ခြင်းနဲ့စိတ်ကဘာလဲလို့မှသူရှာကြံလဲခန္ဓာတရားပေးတာပါပဲအခုဆရာလေးတို့ဆိုတာဆရာကိသာဥဒ္ဓဆရာလေးတို့ဟာမြတ်စွာဘုရားမှာစာဘေးကနေခေါ်သွားလို့ရတာမဟုတ်ဘူးတာလမ်းချောင်းပေးနေတာပဲတရားလေးတွေတွန်းပေးနေတာပဲပြနေတာကိုယ်ခန္ဓာတရားအဲ့ဒါကိုမြင်တာကိုတရားပဲအဲ့ဒီကနေငါစိတ်တွေဘာဖြစ်နေသလဲကာလသုံးပါးမှာငါအတိတ်ကလည်းဒီတိတိခဲ့တယ်ဆရာတော်ဘုရားကြီးမိတ်ရှိအဲ့ဒီဆိုပုံမှာငါ ငါဆိုတဲ့တရားလည်းသိနေအနာကမှလည်းငါဆိုတာခံအောင်ပါပဲငါလွတ်အောင်ကြိုးစားရမှာငါဆိုတဲ့တရားငါမှမပိုင်ဘူးသူ့သဘောဖြစ်နေတာအနတ္တပဲလို့အနတ္တပြုတ်ရင်အတ္တချုပ်ပါလေအနတ္တဆိုင်ပါဟာနော်အဲတက်ပြီးကြိုးစားပါလို့ဆရာလေးကတိုက်တော့ပါတယ်နော်တပိတော့နာမည်ကဂျိုသိမ့်လိုင်လို့ခေါ်ပါတယ်ဗျာတပိတော့တိကျနာစိတ်စုစည်းမှု တရားထိုင်လို့ရှင်စိတ်စုစည်းမှုတိတ်အရေးကြီးတယ်လို့ကြားကိုပါတယ်ဒီစိတ်စုစည်းမှုရအောင်ကြိုးစားအားထုတ်ရတယ်နောက်တစ်ခုကစိတ်စုစည်းမှုရသွားပြီလို့ရှင်တည်ငြိမ်အောင်စိတ်စုစည်းနိုင်ရင်ဘယ်အဆင့်ရပြီလို့ပြောလို့ရပါတယ်နောက်ပြီးတော့တရားထူရပြီဆိုတာရောဘယ်အဆင့်ဆိုလို့ရှင်ဘလို့အနေထားရောက်နေတရားထူရပြီ ရသွားပြီလို့ပြောလို့ရပါတယ်အဲ့ဒီမေကွန်းနှကုန်းလေးဖြေချပြီစိတ်ဆူစည်းမှုဆိုတာစိတ်ထတင်္ကာရတွေချုပ်ငိမ့်မှုအခုကအခုကတခါကြီးကတရားအကျင့်တာဘလောက်ကြာသွားပြီလဲနေ့အတိုင်းတာနဲ့ဆိုရင်တော့ဟိုအချိန်အားရင်အားတယ်လို့အားတယ်လို့ဒါဆိုတဲ့တင်းငွေဆိုရင်တင်းငွေအားရဆုံးလေအားတယ်လို့ဟိုပြင်ပြင်အားအားထုတ်ပါလေပေါ့နော် ဟဲ့စိတ်ဆူစီးမှုဆိုတာတမာရီတမာရီရဲ့ပေါ့တမာရီဆိုတာတည်ကျင်မှုပဲပေါ့မိမိထားနိုင်မှာစိတ်စေတသိက်စိတ်တွေကဥပဒဏ်နဲ့ခန္ဓာချုပ်နှိမ့်တဲ့နေရာလေးဟာစိတ်ရဲ့စေတသိက်တွေချုပ်နှိမ့်တာစူးစီးမှုပဲအဲ့ဒါအဲ့တော့ဘာအဲ့ဒီဘဝနေလို့ကိုယ်စိတ်ကလေးကတော့စူးစီးတယ်ဆိုတဲ့သဘောတရားဟာဥပဒဏ်နာယုံချုပ်တဲ့သဘောပါပဲအဲ့ဒါစူးစီးတဲ့စိတ်ကလေးပဲဥပဒဏ်နာနေဆိုတာဘာလဲကွာတတ်တာဆိုတဲ့ ဖို့၅ပါးပေါ့ဆရာပြောသရာဘူဝရိယဘူတတိဘူတမာရီဘူပညာဘူဆိုသလိုသရာဆိုတာဖြစ်ခြင်းအဖြစ်အယုကြည်ကြည်အေခဲတိုက်တက်တကားလေဝေဒနာတမာရီကနေလို့ဝေဒနာပညာဖြစ်လာတဲ့စိတ်ပဲအဲ့ဒီဘဝနေပြေးဖို့စိတ်ဆိုတာဖြစ်စည်းမှုဆိုတဲ့ဘဝစိတ်ကအကြောင်းနဲ့အကျိုးရှိကွတော့တမာပတ်ဝင်တယ်တမာရီစံတဏ္ဍာကပဲရမယ်နော်တဏ္ဍာကဆိုတာတမာရီတည်ကြည်မှုမိမဲ့တဏ္ဍာကဆိုတာအခွားကြီး အပိုင်းချမရှိနိုင်အပိုင်းချမရှိသူကတမာပတ်တမာတိဇံဝင်သွားတာဒါစိတ်ရဲ့စူးစီးမှုသဘောတရားပေါ့တမာတိဇံနဲ့လည်းသူနေနိုင်တယ်တမာပတ်ဇံနဲ့လည်းနေရတယ်အရိယသူတော်ကောင်းနေတဲ့စိတ်ပေါ့တည်ငြိမ်မှုဆိုတာလောဘတဏ္ဍကိလေသာဝေဒနာသင်ညာချုပ်ဝေဒနာပညာဖြစ်နေတာပဲအဲ့ဒီပေါ့အဲ့ဒါစိတ်ရဲ့စူးစီးမှုပဲဝေဒနာသင်ညာဆိုတာကဘာလဲနားရခြင်းနဲ့ကြိုက်တဲ့ခဲတဲ့ငါမြင်ငါသိအဲ့ဒီမှာဥပါဒနာခန္ဓာစေစိတ်တွေဖြစ်နေတာဒါစိတ်တွေဖြစ်နေတာ စိတ်လောကမှာပြက်နေတာပေါ့စိတ်တွေစိတ်သင်္ခါရတွေဖြစ်နေတာဖြစ်နေပြက်နေတဲ့သဘောတရားကိုတည်ငြိမ်အောင်လှုပ်ချင်းရအဲ့ဒီပေါ်မှာဥပါဒဏ်နာယုတ်ချုပ်ငိမ့်နေနေရစိတ်ရဲ့တည်ကြည်မှုပဲဒါတမာရီဖြစ်လာတာပဲတမာရီပေါ်ဘာလို့ဖြစ်လာလဲဆိုတော့အတိတရားပညာနဲ့ဆုံးဖြတ်ပြီးတော့တည်ငြိမ်သွားတဲ့စိတ်ကလေးပဲဟုတ်ကဲ့နော်အဲ့ဒီပေါ်မှာဖြစ်လာတဲ့ခါတော့စိတ်ကလေးကဘာမှမဟုတ်ပြစ္ဆုတ်ပိုင်းယုတ်နံဘဝပဲဒါတည်ကြည်သွားတာပဲနော်မြောက်တဲ့တမာရီရသွားတာပဲဖြစ်လာ အဲ့တော့အဲ့လိုမလွတ်ဘူးဘုလားတကယ်ဟမ်လွတ်ဘူးပါတယ်ခင်ဗျလွတ်ဘူးတယ်မလားလွတ်ဘူးပါတယ်အဲလွတ်ဘူးလို့ရှိလို့ရှိရင်ဒါအခွက်လို့ပေါ့တကယ်ညင်နဲ့လွတ်ဘူးတဲ့နေရာလေးကဒါကိုကျင့်တာကိုအမှန်တရားပဲအဲ့ဒါမလားဒီစိတ်ကလေးကအခုကတော့ဥပါဒဏ်နဲ့ဥဒိဖြစ်နေစေစစိတ်တွေရှိစိတ်ကနေပြီးတော့လိုချင်မှုတမ်းမဲမှုပြုလုပ်မှုကြောင်းကြမှုတောင်းတမှုအဲ့ဒီစိတ်တွေဖြစ်နေလို့ရှိလို့ရှိရင်တော့မရဘူးအတိတ်နာကသွားနေဒါတမာရီမတည်ငြိမ်တဲ့စိတ်တွေပေါ့ အဲ့ဒါမလားဒီပေါ်မှာငါဆိုတဲ့တရားမဟုတ်ဘူးဒါသူသဘောနဲ့သူဖြစ်နေတာပဲဆိုအာနာပါနတရိအာနာပါနဆံလေးပေါ်နေပြီးလာသမယကိုမက်မက်ကပယ်တာပဲအကုသိုလ်တရားတွေကိုမက်ကုသိုလ်စိတ်နဲ့ပယ်ပြီးတော့မက်ကပယ်ပလိုက်တော့ဖို့ကသမာဓိသာခံစားနေတဲ့သဘောလေးပဲငြိမ်အေးနေတဲ့သဘောလေးပဲကိုယ်ကဝေဒနာစိတ်တသင်္ခါရတွေချုပ်ငြိမ်နေတဲ့သဘောလေးပဲအဲအဲ့လိုချုပ်ငြိမ်ပြီးတရင်ကဘဟန်ရတယ်တရင်ကလည်းကိုယ်စိတ်ကိုယ်ကြည့်လေရှေးတည်း <laughs> ခွေးဘွယ်ကြောင်ကြားဟိုလိုပေါ့ပုဂ္ဂိုလ်ရေးရတယ်ဘုမသတ်မှတ်ချက်တွေဖြစ်ပြီးမှနောက်ဆက်ကနေလိုက်ဆက်နေရတယ်ဆိုရှေ့အတိနောက်ဒီလိုက်နေရတယ်အဲ့တော့ရှေ့အတိကနေပြီးတော့တမထိတ်ညံဖြစ်ပြီးမှနောက်ကပြင်အရှင်ကဒီပရမတ်ဝင်ပြီးတော့နောက်ကပြညာတတ်ရတယ်ဆိုလို့ရှိရင်တော့ဒါဧကောတမောပေါ့ဒါတရားရူးရသွားတဲ့လူရဲ့အတိပဲအမျိုးအမှန်ပြပြစောစောလူပရမတ်ကိုမြင်ပြီးမှပြညာကိုတတ်တယ်ဆိုတယ်အဲ့ဒါသမုတ်စီရာဝင်သွားရင် ဒါပေါ့ကူသူကစိတ်ချရတယ်ပေါ့ဂရိမဲသွားတဲ့လူကိုခေါ်တယ်ပေါ့မမသောတပတိမဲတရာဂံမိမဲအနာဂံမိမဲယဟတာတိအောင်ပေါ့ဒါဘာသုံးချက်နဲ့ဇာတိရဲ့ကျေးဇူးတရားဖျားရပြတတင်ကဘာဝိခမနဘာသမုတ်စီရဘာဘာသုံးချက်နဲ့သွားကြတာပဲအခုစကျင့်တဲ့လူတွေကတော့တနားရီနှစ်နာရီသုံးနာရီထိုင်နေရှေ့စိမ့်နောက်စိတ်တိုက်ပြီးတော့သွားနေရတယ်လက်တာရှေ့စိမ့်နောက်စိတ်ရှေ့စီနောက်စီတော့မရှိတော့ ရှေ့အတိအပရမတ်ကိုအမှန်မြင်ပြီးတော့ပါနောက်အတိအနေပြည့်နေတတ်တယ်ဆိုရင်တော့ခရီးမြဲတယ်သောတပတိမှာပါတရကံမလားဒီတိုင်းပဲအရှိကနေပြီးတော့တင့်တယ်တာမြင်ပြီးမှနောက်ကမတင့်သေးဘူးလို့လိုက်တာနောက်ကြတော့ရှေ့စိတ်ကနေပြီးတော့အတုပမြင်ပြီးမှနောက်ကနေလောကီပညာပြန်တတ်ရတယ်ဆိုတော့ဟာအနာခံကြီးမှာသမုတ်စီတာဝင်သွားတယ်လို့ဆင်ခဲဆင်ခဲပေါ့အဲဒါစိတ်အစဉ်လေးတွေပေါ်မှာမူတည်တာပြပညာတတ်သွားတာပဲသူကတဘာဝဆိုတာတော့သူကသူဆက်ရောက်သွားတာပဲတခါဟုတ်တယ်ဟုတ်လားအဲ့ဒါစိတ်အစဉ်ဘဝကနေဖြစ်သွားတာပဲဟိုဘက်ကြတော့ 别别的供送下来呗，也喊大家，我这嘛中间天冷嘛，把起来，我煮饭又叫没嘛，不过得了，等妈吃了没事喽，来，把底钱留。张老板，退休的呢，啊，没啥事儿，多么干的嘛，下来就你个，下来休息嘛，来，别人都在，除了你，等你休息去下来，起码，除了你，我来，阿爷在吃呢吧。 နေ့ကတော့ဆိုရင်တက်တဲ့ဆိုင်မှာပဲဒီနေ့မနေ့မှာနှစ်နာရီနှစ်နာရီထိုင်နေတဲ့အချိန်မှာနှစ်နာရီထိုင်နေတဲ့အချိန်မှာဒီမနေ့ညတော့ဆရာလေးဒေါ်မနနာမှာတချက်ထောက်ပြတဲ့အချက်လေးကတော်တော်လေးသုံးဝင်သွားခိုင်းတော့ဆိုဒီတကအဲ့နှစ်နာရီအချိန်ကိုစိတ်ကတော့တက်တဲ့စီရော ဖြစ်နေတယ်ဝေဒနာတက်တဲ့အဲ့ဒီခံစားတာတက်တဲ့ဟောရုပ်ကသုံးအောင်ဆိုငါတက်တဲ့ကိုစိတ်တွေကမကန့်ညိဘူးအဲ့လိုမျိုးလွတ်နေတာကိုသိတယ်အဲ့မှာအဲ့ဝင်လာဖြုတ်တဲ့အချိန်မှာကြံကြံနေတယ်အဲ့လိုအထုဟိုတက်ဘယ်လိုခေါ်မလဲဆိုတော့ပြတ်သွားတော့ပြောက်သွားတာလည်းမသိဘူး အဲ့ဒီဖြစ်ပြီးတော့ပြတ်သားတာဆိုတာကလည်းဟိုမဆက်ပဲနဲ့အကျေအကြာကြီးပဲကြာမှာလို့မြင်မြင်တခါကျမှမြင်မှန်းနဲ့အဲ့တိုင်းပဲမြင်ပြီးတော့ဟိုလည်းပြတ်သားတော့ခန္ဓာရဲ့တိခတ်မှုနဲ့တိုက်တယ်ပေါ့။ဒီနေ့မနေ့ကျတော့ဒီဆရာလေးကဒီမဟာစီနီးနဲ့တစ်ချက်ထောပြတဲ့အချိန်မှာပြီးတော့လည်းအဲ့ဒါတိတာတော့ပြန်ပြီးတော့ထုတ်ကြည့်တော့မှအသေးစိတ်ဖြစ်ချက်တွေကိုထင်းနေစိတ်စိတ်လေးမြင်သွားတယ်။စိတ်စိတ်လေးမြင်မှဘယ်လိုလဲဆိုတော့ဒီပန်းကားလေးထိုက်တယ်လို့ပေါ့နော်။တပြီးတော့လိုပန်းကားလေးကလှည့်ပြီးတော့ထိုက်လာတယ်ပြီးတော့ပြန်ပြီးတော့ပြန်ဆောက်သွားတယ်။အဲ့တော့ပြတ်သွားတယ်။ အဲ့လိုခဏခဏလည်းသူကဒီကလဲလိုက်ပြန်တက်လာလိုက်အဝေနာတွေကခဏတက်လိုက်ပြန်ကျလိုက်ခဏတက်လိုက်တော်တော်လေးစိတ်တွေမြင်လိုက်မင်းကထူးထူးစင်းစင်းဟလာအဲ့ဒီမင်းကဆရာလေးထွန်နာမှလာထောက်ပြတဲ့အချက်နဲ့ပြန်ကြိုက်သွားတာတော်တော်လေးဟိုရဖြစ်သွားတယ်အားရကျင်းနေပြီဆရာလေးထောက်ပြတယ်နောက်ပြီးတော့အနေနဲ့ဒီမလေးရှားရောက်မှပါဒီတရားလေးပါရတေချာနာဖြစ်ပါတယ်ဖုန်းလေးပါရတဲ့တော့အဲ့ချိန်မှလည်းပြီးတော့ဒီကတော့မက်ဆပ်ပြရတဲ့ဇာတ်ကောဒီ ဆရာတော်ပြားရဲ့တဆင်းသိတာပါမြတ်စွာဘုရားသူကတော်ကုန်လာပြေဆုံးလာဒီစကားတခေါက်တော့နှစ်ခါထပ်ပြောရဲဗျာကောင်းလို့ကောင်းတယ်ပြောရဲမှန်တာပြောရဲသူကတော်ကုန်လာမြတ်စွာဘုရားဒီဝိပဿနာတော်တို့ကိုကြတော့ထရက်ဟို42ကျင်းတွေ့ဝပြီးတော့1992ကျင်းဒီဒီကိုပြောရဲဆိုတော့ဘလောက်အရေးကြီးဆိုတော့တော်တော်ဒီအဲ့ဒါတော့တိတာနောက်ကြရတော့ဓမ္မတို့တို့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်တောက်ထိုက်တော့နှခေါမပြောတယ်ကိုတော်ကဘုရားရှင်ကဒီတရားလေးပါရင်နားတော့လေဟိုအသိဉာဏ်လေးပို့တော့တိုးတယ်ပါ ဲကွာလေဟာဖះရှင်ရတဲ့အခါလို့ပေါ့ရှင်းပြန်ရှင်းသူတော်ကောင်းနဲ့ဖះရှင်ကိုယ်တော်မြတ်ပြကြဟောကဇာလေးတို့ဂျာဝနာကွာဒီတော့ဇာလေးတို့လည်းလွယ်ဆင်းခြင်းကြည့်တဲ့အခါကျတော့ဖះစကား6ခွန်းရှိတယ်စကား6ခွန်းမှာ၄ခွန်းကိုပဲနှခွန်းတည်းရတယ်မှန်သောစကားကိုပြောတော်လဲမှန်တာကိုတစ်ဖက်ကလက်သက်မခံဘူးဆိုရင်မပြောနဲ့ဟုတ်တယ်ဟုတ်လားမှန်တဲ့စကားဖြစ်တယ်တစ်ဖက်ကလက်သက်မခံဘူးဆိုရင်မပြောနဲ့ ဓမ္မအန္တရာယ်ရှိတယ်ဗောတရားအနေနဲ့အဲ့တော့မှအေးမှန်တဲ့စကားတရားတရားကိုယ်ကတရားစစ်တရားမှန်ပဲပြေကိုယ်ကမှန်တယ်ပြောမှာတစ်ခါလက်သက်မခံဘူးဆိုပြောရင်အဲတရားအနေနဲ့ဓမ္မအန္တရာယ်ဖြစ်တယ်လောကအနေကြတော့ကရောက်ပါရောက်ဖြစ်လာတာဗောဟုတ်တယ်မလားတင်ပါဘူးလေးကုန်းကတော့လကအချင်းကြီးပဲရွာသူတို့ရဲ့အလေးချက်စကားအချင်းကြီးကြီးပဲဟုတ်လားတင်ပါဘူးတရားရှင်တွေကြတော့ဒါတရားကနေလွဲပြီးတော့ကြံတဲ့စကားတွေဟာအမှန်တွေမဟုတ်ဘူး ဒါတင်ညာအတိတွေပဲဖြင်းပြက်လာမှာပဲဆိုတာအပြက်ကိုတိပင်ရလို့ပညာနေထဲမှာပညာခန္ဓာကြီးရှိနေတော့ဒါလေးလောက်အောင်မလားလို့ဒီလိုပဲကြည့်ပြီးတော့ဟိုတတ်မဲ့ချင်းဆွဲလန်းချင်းတော့မရှိတော့ဘူးပေါ့နော်တင်ပါလားဒိဋ္ဌိနဲ့တဏှာခွာပြီးတော့နေထထိုင်တတ်သွားတာပေါ့တောက်ကပတိတို့ကဗျာပါဒတွေချုပ်နှိမ့်သွားအကုတုတရားတွေချုပ်နှိမ့်သွားတာပေါ့အတိရနော်ငြိမ်းအေးတာပေါ့တင်ပါလားဒီအတိတွေနဲ့အရှိကိုလွန်ခဲ့တော့စိတ်တွေဖိစီးမှုနဲ့ပူလောင်မှုတွေချမ်းသာမှုအခါဘယ်ခါမှမရဘူးပေါ့ဒီလိုဘဝတဏှာကိလေသာတွေကနေတော့ပူလောင်နေတာပါပဲ အဲဒီစိတ်ကလေးတွေကိုပယ်နေကြတာနော်ပြပါအဲ့တော့ဒီအသည့်ကိုဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ဒီတရားကမတန်ကြိုးကျူးပြပါတယ်ဒီတရားကိုဆက်လက်ပြီးတော့တရားကိုအထောက်လာမယ်ဆိုလို့ဆိုင်ဆိုင်မြဲမြဲလှုပ်လာမယ်ဆိုအမတန်မှငြိမ်းအေးပါတယ်လောကန်အပေါင်းနေနဲ့လောကန်ရှိပါနဲ့ရင်ဆိုင်လာတဲ့အခါလဲမတုံလှုပ်တော့ဘူးဟုတ်လားအဲ့မှာပယ်တတ်နိုင်တဲ့စိတ်တွေရှိလာတယ်အခုဒီကနေယောဂီတွေလည်းတော်တော်ကိုတမာတိရှိကြပါတယ် ဆရာလေးတွေဝမ်းမြောက်ပါတယ်ဒါတွေလည်းခေါ်ပါတယ်ဆက်လက်ပြီးတော့လည်းကြိုးစားပါလို့တော့ပေါ့ညီမဆက်လက်ကြိုးစားပါတယ်တင်ပါတယ်ဆရာလေးတွေဝမ်းမြောက်ပါတယ်ဒီလိုလာတာအခုလို့ဆရာလေးတွေလာတဲ့အခါမှာလည်းကိုယ်ဆရာလေးတွေအားကြီးစလို့ပါပဲဒီမှာဆရာကိစ္စဆရာလေးအကျိုးကျေးဇူးတပည့်တော်တွေအားကြီးပါမေးချင်တာတွေတော်တော်ချင်းချင်းလေးနဲ့ဟိုတည်ချင်တဲ့ကိစ္စတွေတော်တော်များအသေးစိတ်မေးလိုက်ရပါတယ်ဒါကြီးတို့လည်းထိုးဒါတွေလည်းအကျိုးရှိစို့ဆရာလေးတွေဆရာလေးအမကျမ်းမကြီးမကောင်းဘူးတော့အတင်းလုံးပေါ့ဟိုမှာလည်းတရားပြတရားပြပြီးလို့ရှင်ဆရာလေးတရားထိုင်ရတယ် ်တရားထိုင်ပြီးကြောက်ဝေရဝိဆာတွေလည်းရှိသေးတယ်ဒီလိုပဲလှုပ်ရတော့တာပေါ့လေခန္ဓာရှိတော့လည်းဒုက္ခရှိတာပေါ့တင်ပါကျေးဇူးရှင်ဆရာတော်ဘုရားကြီးပြောသလိုပဲငါတို့ကအတိတ်ကမသိခဲ့လို့တောင်းလာတာဟိုတော့ဒီဘုရားကိုပေါ့လူလာနဲ့နဲ့တောင်းတာများများဆိုသလိုအဲ့လိုတောင်းလာကြတော့လည်းအမှားတန်တရာကြီးလဲကြတယ်ဒါပြင်းတောင်းခြင်းကလည်းသာသနာပြုရပါလို့လို့ဆူတောင်းလာတာတဲ့ဒါတဲ့သူကမသိလို့တောင်းလာတာတဲ့ဆရာတော်ဘုရားကြီးကလေအဲ့ဒါဝီကျွေးခံရတာပဲတဲ့ဒီလားဆရာကျေးဇူးဆရာဆရာတော်ဘုရားကြီးအမိတ်ရှိတာလေ ဝီကျွေးခံရတာပဲကျော်ကျော်လို့ရှင်ကတော့သစ္စာလေးပါးရပြီနိဗ္ဗာန်ကူရပါလို့ရှိဆိုရင်ဒါပြီးရောတယ်ဖြစ်တယ်အဲအဲ့တော့မဟုတ်သေးဘူးသစ္စာလေးပါးရပြီတာနာပြုရပါလို့ရှိဆိုတော့သူကတော့မနာမနေကိုလုံနေရတာလားပဲလေဒါပဲနဲ့ကွဲတဲ့ဘုံကျွခန္ဓာနဲ့တဏှာကျွခန္ဓာနဲ့ဟုတ်တယ်မလားဖယကျွခန္ဓာညက်ပါတယ်တင်ပါတယ်အဲအဲ့လိုပေါ့နော်ဒါတတ္တဝဝင်နေရရဲ့ကိုလိုတိပါသေးမြင်ပါသေးဒါပဲနဲ့တကယ်တကယ်ကြတော့လေ ကိုရလာတော့လေခုကလူသူများကိုလည်းချမ်းသာစေချင်ကိုချမ်းသာတာလေးရသူများလည်းချမ်းသာစေချင်တာဟုတ်တယ်မလားအေးအဲ့သဘောပါပဲတူမြတ်တာတူမဟုတ်တယ်မလားဟိုကိုသွားရလမ်းကြောင်းကိုဘယ်ကနေလာတယ်လဲငါဒီအသည့်နဲ့ဒီဟာလေးနဲ့တော့ဒီအကြောင်းတွေဒီလိုပဲဖြစ်နေဦးမှာဆိုအနာကငါခန္ဓာငါးပါးဒုက္ခတွေရအောင်မှာပဲဆိုတာအဲ့ဒီအမြင်လေးနဲ့မြင်လာတဲ့အခါကျတော့ဒီပုံကိုယ်တွေကကိုစိတ်ကိုယ်ထမှာကိုအသည့်အမြင်နဲ့ကြည့်လိုက်တဲ့အခါတော့ဒီလူတွေက တော့ရလမ်းကြောင်းမှာပစ္စုပန်လဲဆင်းရဲတန်တာလဲဆင်းရဲပါဘာလို့အဲ့ဆင်းရဲခြင်းကလွတ်စေချင်တာပေါ့ဟုတ်တယ်မလားတင်ပါ့မယ်အေးဆရာဖျားကြီးပြောသူဇီးကုံနတ်ပြတင်နေတာပဲအဲ့တော့မလိုက်မလိုက်တော့မတတ်နိုင်တော့ဘူးပေါ့ဟုတ်တယ်မလားဆရာဖျားကြီးကကြည့်ကြတာကိုကြတာဟုတ်လားဒီလိုပဲအကြောက်တက်ပြီးတယ်လူကအဲ့တော့သူတော်ကောင်းတွေရဲ့စိတ်ညစ်ညစ်မှုอืมမရလို့သူသဘောပဲလို့အဲ့ဒါဥပ္ပခပြုလိုက်ရင်တော့ကိုယ့်ဘဝဆုံးရှုံးတာပဲ ဟုတ်တယ်မလားတင်ပါပဲအဲလိုက်နိုင်ရင်တော့ချမ်းသာပါပဲတင်ပါအဲလောကချမ်းသာနဲ့ဘာနဲ့မှမတူပါဘူးဒီဟာလေတကယ်ကိုချမ်းသာပါတရားလေးလို့ဘာပြောရလဲဆိုတော့လက်တွေ့ပြောမယ်ဆိုလို့ရှိရင်အခုလိုပေါ့ကိုယ့်ကိုယ်ရင်ဆိုင်ကြည့်အခုငါတရားကျင့်တယ်အောင်၆ပါးတကား၆ပေါ့မှာတက်ခိုက်တိုင်းတက်ခိုက်တိုင်းငါအတိဘာသိသိလဲဒီအတိဒီအမြင်လာပြီးတော့အကျိုးပြုတယ်ဆိုလို့ရှိရင်ငါဟုတ်လာပြီဆိုတော့ကိုယ့်ကိုယ်ဟုတ်တယ်မလားဟိုတုန်းကအတိနဲ့အခုအတိနဲ့တရားဆိုတာအတိပြောင်းတာပဲဟုတ်တယ်လက်ကစိတ်ကလေးပြောင်းသွားတာ ဒီအတုပယုတ်ကတော့ပြောင်းမှုလေ။မှန်ပါဗျာ။ဒါကိုစိတ်ကိုစစ်တာ၊ရုပ်ကိုစစ်တာမဟုတ်ဘူး။တဲဥကကိုစိတ်ကိုစစ်ဆိုစိတ်ကိုစစ်တယ်။အဲယုတ်ကြီးကတော့အတုပယုတ်ကြီးပဲ။သူမဲ့မဲ့ရွက်ရွက်မဲ့။ဒါမှလည်းအမြင်ပေါ်မှာဆင်ကျဲသွားပြီလေ။အတိဆင်ကျဲတော့အမြင်ဆင်ကျဲတယ်လေ။သူကသူဘာပဲဖြစ်နေဖြစ်နေ။ဟိုဆရာတော်ဖျားပြောတဲ့ရှုဆရာလက်ပဲ။တစိတ်တည်းဖြစ်သွားပြီ။ဟုတ်တယ်မလား။မှန်ပါဗျာ။စိတ်ကတော့မောဆိုတာ။ကိုမလက္ခဏာစိတ်ပိုင်သွားလို့ရှိရင်အဲ့လက္ခဏာစိတ်ကအမြဲအဝင်ပြောအကျိုးပြုနေခြင်းဟာမငြိမ်းအေးဘူးလား။မချမ်းသာဘူးလား။ ချမ်းသာပါအေးအဲ့လိုချမ်းသာနေတာမင်းတို့လာလာပြောတော့လေဝမ်းမြောက်တယ်သာဓုခေါ်တယ်ရှင်များပါလေဟောရှေးအစီလေးကဟောဟောမနေ့ကလည်းမင်းညားပဲလာပြောလေအရှိကတင့်တယ်တယ်လို့ကာမကိရိတာဒါကလူငယ်တွေပဲဖြစ်တတ်တဲ့စိတ်တဘာဝရှေးစိတ်ကတင့်တယ်တယ်လို့မြင်နောက်ကမတင့်တယ်တဲ့စိတ်ကမြင်လိုက်တယ်ဟောဒါအယိုးစီပဲတတိထာပျက်စီးမှလှတယ်ဆိုတာမဟုတ်ပါလားအဲ့တော့ဝေဒနာဝေဒနာတင်ရက်သွားတယ်တဏှာမကူတော့ဘူးတင်ပါဥပဒနာနိုင်ဟုတ်မရှိတော့ဘူးအဲ့ဒါဓမ္မပဲ ဟုတ်တယ်မလားအဲ့ဒါတရားပဲအဲ့ဒါတည်ငါမဲ့ပဲတည်ငါလေဝိက္ခမလားသမုတ်ဆေတာဖိုင်သွားပြီဆိုရင်တော့ဒါတရားရရသွားတာပဲပေါ့ဟုတ်တယ်မလားတင်ပါပဲအဲ့ဒါမက်ကုသိုလ်စိတ်ကနေပြီးတော့အကုသိုလ်တွေအပိတိုင်ချုပ်ငိမ့်သွားတယ်ဆိုရင်ဒါမက်သောတည်သွားတာပဲကွက်တခါရှောက်တယ်လို့လေတင်ပါပဲအေးအဲ့ဒါပဲကြီးရဖြစ်ပြနောက်ကမက်ဆိုတော့ပြက်နေပြီ